မင်းတို့ကအဲ့အင်အားတွေကိုဆုံးရှုံးအောင်လုပ်တယ်မင်းတို့မထိန်သိမ်းနိုင်ဘူးလားလူရောက်လေး90လောက်တော့မင်းမထိန်သိမ်းနိုင်တဲမှုပါလို့လုပ်နေသေးရတယ်တေးတာအဲ့စကားတွေကအလွတ်ရနေကျွန်တော်နောက်ဆိုရင်ကျွန်တော်တွေးမိတာပေါ့နော် ခုနပြောသလိုပဲစစ်ကောင်စီနဲ့ပါစနဲ့ပြန်ပြီးတိုက်ပွဲတွေတောင်ဖြစ်မလားမသိဘူးလာပါဒီနေ့ကတော့နိုဝင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ် ဒီကနေ့လည်းကျွန်တော်တို့သတင်းတွေပြောကြမယ်ထူးခြားဖြစ်စဉ်တွေပါတယ်အားရစရာတွေလည်းပါတယ်ဗောနော်အဲစစ်ကောင်စီဘက်ကနေပြီးတော့ဒါရခိုင်ဘက်ကိုစစ်ကြောင်းထိုးခိုင်းတဲ့ချိန်မှာအေးအတန်ကြားတာနဲ့ VDS တန်ကြားတာနဲ့အယောက်90ကျော်ထွက်ပြေးတယ်ဆိုတဲ့အကြောင်းလည်းပါတယ်ဗောနော်အယောက်90ကျော်လက်နက်တွေလည်းပါတယ်ဒါလည်းအားရစရာကောင်းတယ်အဲနောက်တစ်ခုကတော့ဒါကျွန်တော်တို့သတိထားရမယ့်အရာအဲ့ဒါကတော့ဒါမင်းအောင်လိုင်းကနောက်ထပ်ဒါရဲရင်တွေလေရင်တွေထပ်ပြီးတော့ဝေယူအားပြစ်လိုက်တာတွေရှိတယ်တက်တော်ဝင်တာတွေရှိတယ် တူတူတိတ်တိတ်နဲ့ပေါ့နော်တက်တော်ဝင်တဲ့ခန်းသားကိုဒါကြိတ်ပြီးတော့ခိုးပြီးတော့လှုပ်သွားတဲ့ဟာလည်းရှိတယ်အဲ့ဒါနဲ့ပတ်သက်လို့ဘာတွေထပ်ဖြစ်လာမလဲဆိုတဲ့အကြောင်းလည်းရှိမယ်ပေါ့နော်အဲပြီးတော့ကြတော့တော်လိုင်းတက်ဖွဲ့တွေဒါမကွေးတိုင်းဒါပခုတ်ကူမြို့နယ်တွေကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒါတိုက်ခိုက်တဲ့ဖြစ်စဉ်လည်းပါမယ်ပြီးတော့ကြတော့ဒါဖာပွန်နေတဲ့ကစစ်ကောင်စီဆက်တိုးလာတဲ့အခြေအနေတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမှာပေါ့နော်ပထမဆုံးပြောချင်တဲ့အကြောင်းအရာတော့ဒါမကွေးတိုင်းပခုတ်ကူမြို့နယ်ကိုဒါစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်အဲ့ဒါက၁၀ဦးတည်တယ်၂၀တန်းရရ 10ဦးသေးတယ်ဆိုတာဒါမနေမနောပေါ့နော်ဒါ20လဲတန်ရရတယ်ဒါပေမဲ့အင်အားရမှာချင်းအင်အား300လောက်ရှိစစ်ကောင်စီဘက်ကထိုးတဲ့အင်အား300လောက်ရှိတယ်ဘက်ကညာဦးဘက်ကနေလာတာဆိုပြီးတော့လည်းသိရတယ်အော်တိုဘာ30မှာစဖြစ်တာပေါ့နော်ဖြစ်စဉ်ကဘလို့ဖြစ်လဲဆိုတာဒီစစ်ကောင်စီရဲ့ဒီဒီဆက်ထဲမှာပြောတဲ့စကားတွေကတော်လိုင်းတက်ဖွဲ့တွေရဲ့ဒါအိုင်ကွန်ဆက်ထဲမှာလာညိတာပေါ့နော်အဲ့ချိန်မှာဒါသတင်းသိရပြီးတော့ဒါဒေါ်လိုင်းတက်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်အင်အား300လောက်ရှိတယ် 200ကရှေ့ပြေးလာတယ်နောက်ကနေပြီး100ထပ်ပြီးတော့ပေါင်းပြီးတော့နောက်ချံပုံစံမျိုးနဲ့ထိုးတာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်ပြီးတော့နေမင်းရှင်းလင်းတဲ့အခါမှာတော့စစ်ကောင်စီရဲ့ကင်းမုံကပြစ်ခတ်လို့ဒလိုင်းတပ်ဖွဲ့ဝင်တယောက်ဒါကြာဆုံးတယ်ပေါ့နော်ကြာဆုံးတယ်ဘာကဘာရဲဘော်တို့ကြာဆုံးတယ်ခေါင်းကိုထိတာပေါ့နော်အဲ့တော့စစ်ကောင်စီစစ်ကြောင်းကတော့ပြန်မဆုတ်သေးဘူးဆိုတဲ့အတွက်အာဒေသခံပြည်သူအနေနဲ့လည်းပုံပြီးသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီစစ်ကြောင်းကလည်းဒါလူလူတွေတက်ဖြတ်တယ်ပြည်သူတွေကိုတက်ဖြတ်တယ်ပြီးတာနဲ့ဒါ အိမ်တွေရက်ရွာတွေကျေးရွာတွေဒါတွေကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ပထမဆုံးတရင်ရယူတဲ့အပိုင်းလိုအပ်ချက်လေးလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ icon နဲ့လာညိမှပဲသိရတဲ့ဟာကြတော့ဒါအရန်ကတ်နေတဲ့ပုံစံမျိုးလိုဖြစ်သွားတာပေါ့ဆိုတော့ icon အကွာဝေးကဘယ်လောက်ထိရှိမလဲဆိုတော့ဒါမျိုးမျိုးမှာသုံးနေတဲ့သူတွေသိမှာပေါ့နော်အဲ့တော့ဒီ icon ထဲမှာလာပြီးတော့စစ်ကောင်စီရဲ့လိုင်းလုံးလာညိတဲ့အချိန်ကျမှတကယ်လို့များမညိဘူးဆိုရင်အဲ့စစ်ကြောင်းကြီးကဝင်ချလာ အဲ့တော့ညှိသွားပြီဆိုတဲ့အချိန်ကျမှသိရတယ်ဆိုရင်ပဲလေတပ်ဖွဲ့တွေချီကျူးစရာကိစ္စတခုကအဲ့လိုပေါ့အနီးကပ်ပြီးတော့ပြင်ဆင်ကြရတဲ့ဟာတွေပေါ့နော်ချက်ချင်းလက်ငင်ထပြီးတော့ပြင်ဆင်နိုင်တဲ့ရေချင်းတွေတော့တွေ့ရတယ်ဒါပေမဲ့လေဒီဥစ္စာကောင်းတဲ့ຢာတော့မဟုတ်ဘူးပေါ့နော်စစ်ကောင်စီစစ်ကြောင်းလာနေပြီဆိုတဲ့အချိန်မှာစပြီးတော့ဘယ်ဘက်ကိုသွားနိုင်တယ်လဲဘာလဲဘယ်ကနေဖြတ်နေပြီလဲဆိုတဲ့ဟာတွေကိုသိရှိတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေနော်အဲ့ဒါဆိုရင်တော့ကြိုကြိုပြီးတော့ဒါပြင်ဆင်တဲ့ပြင်ဆင်ချိန်တွေပို့ရတာပေါ့ အခုကြတော့ချက်ချင်းလက်ငင်းပြင်ဆင်ရတာဖြစ်တော့တချို့ဟာတွေလည်းအဆင်ပြေချင်မှပြေမှာပေါ့လေနော်ဒါပေမဲ့လည်းဒီကြားထဲမှာရအောင်အကောင်းဆုံးလှုပ်သွားဖြစ်တဲ့အတွက်တော့တပ်ဖွဲ့တွေကိုကျေးဇူးတင်ရတယ်နောက်တစ်ခုကဒါစိတ်မကောင်းစရာအဲ့ဒါဘာလဲဆိုတာနေမြရှင်းလင်းတဲ့ချိန်ကျမှတယောက်ကြဒါလည်းဒါနှမျောစရာကောင်းတာပေါ့နော်နှမျောစရာကောင်းတယ်နေမြရှင်းတယ်ဆိုတာကလည်းတကယ်ပြောရင်တော့စစ်စင်ရေးတရပုံစံမျိုးပဲပေါ့နော်စစ်စင်ရေးတရပုံစံမျိုးပဲလှုပ်ရမှာအဲပြီးတော့ဒီစစ်ကောင်စီဘက်ကဒီလိုမျိုးလှုပ်တတ်တယ်ဆိုတဲ့ဟာကိုလည်းကြိုတင်ပြီးတော့တွေးထားရမှာပေါ့နော်တွေးထားရမှာ နေမရှင်းလင်းတဲ့ဆိုတဲ့အပိုင်းမှာဒါကျွန်တော်တပ်ဖွဲ့တွေကအလောင်းအလက်တွေရဖို့အတွက်ရှင်းလင်းတာပဲပြီးတော့ကျစစ်ကောင်စီစစ်သားတွေကိုဒါမောင်းထုတ်ပြီးတော့ဒါဒီလက်ပြန်သွားအောင်လုပ်ဖို့အတွက်ရှင်းလင်းတာပဲအဲ့တော့အချိန်မီရေးရင်ဆိုင်တိုက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတော့စိတ်ထဲမှာမှတ်ပြီးတော့မှစစ်စင်ရေးပုံစံမျိုးနဲ့ဒါကျွန်တော်စနစ်တကျရှင်းလင်းနိုင်တော့ပိုကောင်းတာပေါ့နော်အခုကျတော့နှမျောစရာကောင်းတာပေါ့နော်ဒီစစ်ကောင်စီဘက်ကပြစ်လိုက်တဲ့ကြီးကခေါင်းအောင်မှန်တယ်ဒါဓာတ်ပေါ်ကြီးတော့ပြန်ရတယ်ဒါအသက်တော့ပေါမလာတော့ဘူးပေါ့နော် ဲ့တော့စစ်ကောင်စီကအထိနာတာတောင်မှပဲဒါတော်လိုင်းတပ်ဖွဲ့တွေကိုဒီလိုပုံစံဒီလိုနီးပြူပါမျိုးနဲ့ပြန်ပြီးတော့လှုပ်တက်တယ်ဆိုတော့စစ်နီးပြူပါတွေကိုဒါကျွန်တော်တို့သတိထားကြဖို့လိုတယ်ပေါ့နော်အဲ့တော့အဲပုံမှန်ဆိုရင်တော့ဟုတ်တယ်ဒီလိုမျိုးစစ်ကြောင်းအထိနာသွားပြီဆိုရင်ပြန်ဆုတ်ခွာတာတွေထွက်ပြေးတာတွေဒါမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့လည်းစည်ရေးစည်ရာရဒါကျွမ်းကျင်တဲ့သူတွေနားလည်တဲ့သူတွေဆိုရင်အာသူတို့လည်းတွေးမှာပဲငါတို့ဒီလိုအထိနာသွားပြီဆိုရင်လာမှာပဲလာတဲ့ခါကျရင်ငါတို့ဘယ်လမ်းနေရာလာနိုင်မလဲစောင့်ကြည့်ပြီးတော့တိုက်ဖို့အတွက်ကင်းမုံဘယ်လိုထားမလဲ အဲတချို့ကြတော့ထွက်ပြေးတယ်ဆိုပေမဲ့လည်းသူကဒါခန်းစင်းမြင်းအစင်းစင်းထားခဲ့တာတွေပေါ့နော်ဘာကုန်စနေနဲ့ဆုပ်ခွာတာတွေဒါတွေကအစားရှိတာပေါ့အဲကြအဲ့လိုဟာမျိုးတွေကိုလည်းကျွန်တော်ကနီးပြူတာတစ်ခုအနေနဲ့တေချာချမှတ်ပြီးတော့စနေကြရှင်းလင်းနိုင်တယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲအခုကဒါလောင်းလက်ရဖို့အတွက်လုပ်တယ်အဲစစ်ကောင်စီနဲ့ထပ်ပြီးတော့တိုက်ပွဲဖြစ်ဖို့အတွက်လည်းရီမန်းတာလည်းရှိကောင်းရှိမှာပေါ့နော်ဒါမဲ့လည်းကိုဘကလူတယောက်ဒါဆုံးရှုံးသွားတယ်ပေါ့နော်သူတို့ဘက်ကဒါတေတာတော့ဒါ၁၀ဦးတေတယ်အယောက်၂၀တန်ရရရဆိုတော့တော်တော်လေးအထိနာသွားတဲ့ပုံပဲ ညမဲ့ကိုဘက်ကဆုံးရှုံးတာတော့နှစ်မျိုးစရာကောင်းတယ်ပေါ့နော်အဲ့တော့အင်အား300ကိုဒါလုံးဝဆက်ထဲမှာအိုင်ကွန်ထဲမှာလာညှိပြီဆိုတဲ့အချိန်ကျမှပြန်တိုက်ဖို့အတွက်ဒါလှုပ်ခဲ့ကြတဲ့တပ်ဖွဲ့တွေအောင်မြင်ခဲ့ကြတဲ့တပ်ဖွဲ့တွေကိုတော့တကယ်ကြီးကြီးလေးစားပါတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကြောင့်ပါစအယောက်50လုံးထွက်ပြေးတာလေအဲ့ဒါရအားရအဲ့ဒါတကယ်အားရစရာကောင်းတယ်ဘကိုးတိုင်းညောင်ခြေောက်ကနေပြီးတော့ရခိုင်တိုက်ပွဲတွေစီကိုဒါစစ်ကြောင်းထိုးခိုင်းတဲ့အချိန်ပါစအယောက်50လက်နက်တွေနဲ့ထွက်ပြေးတာ စစ်ကောင်စီဘက်ကတရုတ်ဆန်နဲ့ပတ်သက်လို့အင်အားသုံးပြီးတော့ရှာဖွေနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တာတွေကမလွန်ဘူးအေအတန်ကြားတာနဲ့ PDF အတန်ကြားတာနဲ့အဲ့လိုမျိုးထွက်ပြေးနေလိမ့်မယ်ဆိုတဲ့ဟာတွေကတကယ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါပါစတွေဖြစ်တဲ့အတွက်ဒေဂျာပေါက်ကိုသူတို့ဘက်ကမပါဘူးအတင်းအရမပေါ်တာဆွဲခံရတဲ့သူတွေဖြစ်တဲ့အတွက်စဉ်းစားညာရှိတယ်အုံနောက်ရှိတယ်တွေးခေါ်တတ်တယ်အဲ့တော့ငါတို့ကိုတည်လန်းပို့နေတာအဲ့တော့ငါတို့ကမသွားဘူးရှေ့ကသွားတဲ့ဒီစစ်ကောင်စီတန်တေစစ်သားတွေတောင်မှပဲပေါ့နော်အဲအလဲလဲအပြုတ်ပြုတ်နဲ့လုံးဝခေါင်းမထောင်နိုင်အောင်ဖြစ်နေတာအ ါတို့ကဘယ်လိုလုပ်အဆင်ပြေမှာလဲဆိုတဲ့စိတ်မျိုးအတွေးမျိုးရှိလာဖြစ်တဲ့အတွက်ဒါမျိုးပြေးနိုင်တာဗောနော်အဲ့တော့အယောက်90ကြီးပြေးဖို့ဆိုတာမလွယ်ဘူးတကယ်မလွယ်ဘူးမလွယ်ဘူးဗျာဒါ3-4ယောက်တိုင်ပင်ဖို့ဆိုတာတော့မလွယ်ဘူးဘာလို့လဲဆိုတော့အဲ့3-4ယောက်ထဲမှာတော့မှပဲတယောက်လောက်ကစစ်ကောင်စီကိုထောက်ခံနေတာမျိုးဘာမျိုးရှိတယ်ဟေ့ဆိုရင်တို့ထွက်ပြေးမဲ့အစီအစဉ်ကြီးကပြတ်သွားမှာဖမ်းပြီးတော့ရိုက်ခံရမှာအဲ့နည်းဆုံးတော့ဒါအပြစ်ပေးခံရမှာပဲဗျာဒါပို့ပြီးတော့ဒါအချုပ်ချတာမျိုးတွေဘာတွေအထိပြတ်သွားနိုင်ရှိတယ်ဗောနော်အဲ့တော့ အယောက်90လုံးကြီးညီညီညွန့်ညွန့်ကြီးဖြစ်ဖို့အတွက်ဆိုတာကခုနလိုအတွေးခေါ်လေလို့တယ်ပြီးရင်ဒါစစ်ကောင်စီအတွက်အလုံးအလုံးမပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ငါတို့အသက်တွေတော့အလကားအသေးမခံနိုင်ဘူးဒါငါတို့မိဘတွေကငါတို့ကိုပိုးမွေးစလို့မွေးခဲ့တာအဲ့တော့ငါတို့မိဘတွေရင်ခွဲရမယ့်အလုပ်ရင်ကျိုးရမယ့်အလုပ်ငါတို့လည်းမလုပ်ဘူးဆိုပြီးတော့ဒါညီညီညွန့်ညွန့်ကြီးဒါဒါခုလိုမျိုးဒါဖောက်ဖက်ပြီးတော့ထွက်ပြေးကြတယ်ဆိုတာဒါတကယ်ကိုတည်တင်းကောင်းကြီးဒီလိုမျိုးပုံစံမျိုးတွေဇက်တိုက်မြင်ရဖို့အတွက်ကျွန်တော်ကဆူတောင်းနေဆူစမ်းမင်းတို့အမှတလ9000 ဟင်တရက်90နဲ့ပဲပြန်ပြေးအဲ့လိုပုံစံမျိုးကြီးကျွန်တော်တို့ပြန်စဉ်းစားရမှာပေါ့နော်အဲဒီကောင်ဒီဘက်ကတော်တော်လေးတော့အထိနာနေတဲ့ပုံစံမြင်ရတယ်အဲ့တော့စစ်ကောင်စီကဒါနဲ့ပတ်သက်လို့လိုက်ရှာနေရလိုက်ရှာနေရလိုက်ရှာနေရင်လည်းအရှင်မပြေနိုင်ဘူးသူတို့လည်းကြောက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီပါစားတွေလက်ထဲမှာလက်နက်တွေပါသွားတယ်အဲ့တော့အဲ့လက်နက်တွေကလည်းပြစ်လို့ရတယ်ဆိုတော့ပါစားတွေကလည်းသိတယ်အဲ့ပြင်ဘလို့ပြရမလဲဆိုတဲ့ဟာကိုလည်းသူတို့တင်ပေးထားလိုက်ပြီးသားပေါ့နော်စစ်ကောင်စီသူရှူးသူပတ်နေတာပေါ့နော်ပြောချင်တာ ဲလက်နက်တွေဆင်ပေးလိုက်တယ်စစ်ပညာရေးသင်ပေးလိုက်တယ်ပြီးရတဲ့အဲ့လက်နက်တွေယူပြီးတော့ပေါက်စားတွေကထွက်ပြေးသွားတယ်အဲ့တော့အဲ့ဥစ္စာကိုလိုက်ရှာရမယ်ဆိုတဲ့အချိန်မှာသူတို့မှအင်အားမရှိတာတွေရှိမယ်အဲပြီးရင်ဒါသူတို့စိုးရင်ကြောက်လန့်တာတွေရှိမယ်ဒီဘွဲတွေကကိုထက်တောင်မှပြစ်တက်နေသေးတယ်ဒီဘွဲတွေကကိုထက်တောင်မှကျန်းနေသေးတယ်အဲ့ကြောင့်ငါတို့လိုက်ရှာရင်းနဲ့ငါတို့ကတင်နေလိမ့်မယ်ဆိုတဲ့စိတ်မျိုးတွေနဲ့သူတို့အဆင်ပြေမှာမဟုတ်ဘူးတော်တော်လေးတော့ကြောက်လန့်ကြဖြစ်မှာပေါ့နော်တယောက်နှစ်ယောက်ဆိုရင်တော့ဟုတ်တယ်တယောက်နှစ်ယောက်ဆိုရင်တော့ဒီကောင်လေးလိုက်ပြီးတော့ဒါလိုက်ရှာတာတွေတောင်းနှင်းရှာတာတွေလိုက်ပြီးတော့စုံစမ်းတာမျိုးတွေနဲ့သူတို့ပြစ်ခတ်ဖမ်းဆီးတာတွေသူတို့လုံးချင်းလုံးမယ်ဗျာ ရောက်90ကျတိုက်ပွဲကြီးဖြစ်သွားမှာတိုက်ပွဲကြီးပြန်ဖြစ်သွားမှာပြီးရင်အဲ့လိုက်ရှာတဲ့ကောင်ကအင်အားဘယ်လောက်မှမသိဘူးရောက်90ဆိုရင်သူတို့ဘယ်လောက်နဲ့လိုက်ရှာမလဲအဲ့ထက်2ဆ3ဆများတဲ့အင်အားတွေနဲ့လိုက်ရှာအဲ့တော့အင်အားတွေပို့ပြီးတော့ကုန်တယ်အဲ့ဒါတည်းကတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးကြီးလုံလိုက်နိုင်တဲ့ဟာကတကယ်ချီးကျူးရတယ်ဒီလိုမျိုးအခုဖြစ်စဉ်ကြီးကဗျာတို့ရဲ့အထက်ဌာနတွေကိုတိသွားတယ်ရောက်သွားတယ်ဆိုရင်ကောင်းပြီတေးပြီတေးပြီရေးယူခံရမှာအဲအကြီးဆုံးဆိုတဲ့ကောင်တွေရေးယူခံရမှာအတန်ရင်မှုဆိုတဲ့ကောင်တွေတေးပြီအဲ့မှာရောက်90တောင်လစ်တာ အဲ့ကြအဲ့လိုဟာမျိုးမျိုးများဖြန့်ဝေပေးကြဖို့လိုတယ်ဗောနမတိသေးဘူးဆိုရင်လည်းတိအောင်လို့ဖြန့်ဝေပေးကြဖို့လိုတယ်အဲပြီးတော့ဒီဥစ္စာတွေဒါသတင်းဌာနတွေကလည်းတင်လာတော့ရှိနေပြီဗောနအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအကြောင်းအရာတွေကိုအထက်ကသိပြီဆိုတဲ့အခါမှာအောက်ကကောင်တွေတေချာပေါက်ဖိခံရပြီအဲ့မင်းတို့ကောင်တွေကိုအင်အားအနေနဲ့ဖြည့်ပေးလိုက်တာမင်းတို့ကအဲ့အင်အားတွေကိုဆုံးရှုံးအောင်လုပ်တယ်မင်းတို့မထိန်သိမ်းနိုင်ဘူးလားလူအယောက်လေး90လောက်တော့မင်းမထိန်သိမ်းနိုင်တယ်တဲမှုပါလို့လုပ်နေသေးရတယ်တေချာအဲ့စကားတွေကအလွတ်ရနေကြတော့ အဲ့လိုပုံစံမျိုးနဲ့ဒီကောင်းနေထောင်းခံမှာတည်ကြတဲ့မင်းနောက်နေ့ရှိအောင်ချက်ချင်းလာခဲ့လို့အဲဆုံကုန်ဖွဲ့မယ်လို့ဟဲ့အောင်မင်း viewer မှုလွတ်လိုက်မယ်လို့ဘာလို့အားတည်ကြပြီအဲ့လိုဖြစ်တော့မှာအဲ့တော့တော်တော်လေးတော့ကောင်းခဲ့စရာကောင်းတဲ့နေသားပေါ့နော်အဲ့တော့အဲ့လိုဖြစ်စဉ်တွေကပို့ပို့ပြီးတော့များလာတယ်ဒါလူငယ်တွေကတတိရှိလာတယ်နောက်ဆိုရင်ကျွန်တော်တွေးမိတာပေါ့နော်ခုနပြောသလိုပဲစစ်ကောင်စီနဲ့ပါစနဲ့ပြန်ပြီးတိုက်ပွဲတွေတောင်ဖြစ်မလားမသိဘူးတကယ်တကယ်ဟုတ်တယ်လေစစ်ကောင်စီအတင်းအမှစုဆောင်ခံလို့တို့တွေဝင်ရတယ် ပြီးရင်စစ်ပညာရေးတင်ပေးလိုက်တယ်ပြီးရင်လက်နက်တွေတက်ဆင်ပေးတယ်အခုနောက်ပိုင်းလက်နက်တက်ဆင်ပေးတဲ့အခါမှာပေါ့နော်စစ်ကောင်စီဘက်ကဒီလုံးဝတာမန်ရဲဘော်တွေတယောက်ကိုတက်ဆင်ပေးတဲ့လက်နက်မျိုးဆိုတာမဲစနိုက်ပါတွေပါတယ် RPG တွေပါတယ် MA2 ပါတယ် MA4 ပါတယ်အဲ့လိုပုံစံမျိုးတွေတောင်တက်ဆင်ပေးနေတာရှိတဲ့အတွက်ပေါ့နော်ဒီဘာသာတွေခုနကလိုမျိုးလက်လက်ပြေဆုံးနေတာဒါခုနကလိုထွက်ပြေးတဲ့ဟေ့နောက်ကလက်ရှာရေးဆိုရင်ဒါလိုမျိုးတိုက်ပွဲတွေတောင်ဖြစ်လာနိုင်ခြင်းရှိတယ် ဆော်မှာပဲဆော်တဲ့ခါကျရင်ပါသတွေကလည်းအကုန်ဆုံးပါ RPG ပါ RPG နဲ့ပြင်ပါပေါ့နော်အဲ့တော့တိုက်ပွဲကြီးတွေတောင်ပြစ်လာနိုင်ခြင်းရှိမလားလို့ဒါယူဆရတယ်ပေါ့နော်အဲ့တော့ဟုတ်တယ်ဒီလိုမျိုးပုံစံမျိုးပဲကျွန်တော်တို့ကတော့ဖြစ်စေခြင်းနဲ့ဖြစ်တာကောင်းအောင်တယ်ပေါ့နော်တဒါလူငယ်တွေလုံးဝတက်တိရှိလာတယ်လုံးဝသူတို့လုံးသမျှငြိမ်မခံတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့လှုပ်လာတဲ့ဟာတွေကတကယ်အားရစရာကောင်းတယ်ပေါ့နော်ညနေဆုံးတော့ဒါ အလားတရောအတိမခံနိုင်ဘူးမင်းတို့ဘင်းနဲ့ပဲတင်တင်မယ်ဆိုတော့ပုံစံမျိုးတွေမြင်လာရတာပေါ့ဗျာအဲ့တော့တိုက်ပွဲတွေပို့ပြီးတော့ဒါမြင်ရလာနိုင်ချေရှိမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်စစ်ကောင်စီဘက်ကလည်းဒီဟာနဲ့ပတ်သက်လို့ပေါ့နော်ပါစာအတွက်ကိုတော်မှသူကစစ်စင်ရေးတရက်အနေနဲ့သူကအတွင်းထဲမှာကြိတ်လုံနေရတဲ့အနေဒါဖြစ်နေပြီသူတို့အပြင်မှာတိုက်ရတဲ့တိုက်ပွဲကတသက်ဒါပါတော့အာရခတ်တော်အေအေနဲ့ပဲဖြစ်ဖြစ် PDN နဲ့ပဲဖြစ်ဖြစ်တိုက်ရတဲ့တိုက်ပွဲကတသက်ဒီပါစာကိုထိန်းရတဲ့ဒါတိုက်ပွဲသူတို့အတွက်တိုက်ပွဲပဲစစ်စင်ရေးပဲအဲ့ဒါကစစ်စင်ရေးတရက်အဲ့လိုဖြစ်နေတာ ဘာသာကိုထိန်းဖို့အတွက်ဒီဘာသာတွေဒါနေရာရွှေ့ပြောင်းတဲ့ခါတွေမှာထွက်မပြေးဖို့အတွက်တို့စစ်စင်တည်းပုံစံမျိုးနဲ့လုံခြုံရေးအဆောင်တွေလိုက်ရမယ်ပြီးရင်တို့တွေကိုဒါထိန်းသိမ်းတဲ့ခါမှာလည်းဒါအနောက်ကနေတကောက်ကောက်လိုက်ပြီးတော့လက်နဲ့မပေးဘဲနဲ့ပေါ့နော်တကောက်ကောက်လိုက်ပြီးတော့တနကြီးတကားကားနဲ့ကြီးပါသေးပေါက်ကဆက်လိုက်ကြည့်နေရမယ်အဖြစ်မျိုးတွေတို့ကြုံရမယ်ရှေ့တန်းကိုရောက်ပြီဆိုတဲ့ခါကျရင်လည်းရှေ့တန်းရောက်ပို့ပြီးတော့ခွင့်ရရမှာလေအဲတော့ကျတော့အကုန်လုံးကတည်တယ်စစ်ကောင်စီဘက်ကလည်းဒါကိုတည်တယ်တည်တော့ကျတော့အာ တက်တွင်းထဲမှာတောင်မှပဲသူတို့မထိန်သိမ်းနိုင်တဲ့ဟာရှေ့တန်းလိုနေရာမျိုးမှာဘလို့ထိန်သိမ်းမလဲဆိုတော့စိုးရင်ကြောက်ကြမှုတွေပူပန်မှုတွေသူတို့မှလည်းရှိတယ်ဒီကောင်းနေလို့နေရင်းကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေမှာ အဲ့တော့ပါစာကိုလူသစ်စုလိုက်တဲ့ဟာကသူတို့အတွက်ပို့ပြီးတော့အထိနာစေတဲ့ဖြစ်ရတဲ့နောက်ပိုင်းပို့ပြီးများလာလိမ့်မယ်။အဲကြောင့်ကြာလာပြီဆိုရင်ဒါစစ်ကောင်စီရဲ့တန်တဲ့စစ်သားတွေကဒီပါစာတွေကြောင့်မလို့ပဲပို့ပြီးတော့စိတ်သက်တွေဂျုံဂျုံကြောက်နော်။အပြစ်နာစာတွေဖြစ်ပြီးရင်ဒါအေးအေးယူခံရတာတွေဖြစ်ယာရုတွေကြောက်။နောက်ဆုံးဒါပါစာကပြန်ပြီးတော့ပြစ်သွားတာတို့ဘာလို့ညာတို့ဒါမျိုးတွေကစားကြားရလိမ့်မယ်ပေါ့နော်။ယောက်ဖြစ်စဉ်တစ်ခုရှိပါလေအဲ့ဒါကဒါကချင်းပြည်နယ်ဖားကန့်ဖတ်မှာပေါ့နော်အဲ့မှာလဲအဲ့လိုပဲဒီလူသစ်စုခံရတဲ့ပေါ်တာဆွဲခံရတဲ့၃ယောက်က သူတို့ရဲ့အရာရှိကိုပြစ်ပြီးတော့ပြန်ထွက်ပြေးလာတာဗောနော်ပြန်ထွက်ပြေးလာတယ်တင်ချန်ကုန်းတွေကနေပြီးတော့ KAI တပ်ဖွဲ့တွေကသွားပြီးတော့ပြန်ကယ်ထုတ်ခဲ့ရတဲ့ဖြစ်စဉ်ရှိတယ်ဗောနော်အဲ့တော့အဲ့လိုဖြစ်စဉ်မျိုးတွေခက်စိတ်စိတ်ဖြစ်လာပြီးဆိုရင်စစ်ကောင်စီတော်တော်ကိုချင်းနေဆိုမဲ့နေတာအတွင်းထဲမှာလည်းသူတို့ကိုပြင်းမဲ့သူရှိတယ်အပြင်မှာလည်းသူတို့ကိုပြင်းမဲ့လူရှိတယ်အထက်ကလည်းသူတို့ကိုပြင်းမဲ့လူရှိတယ်သွားပြီးစစ်ကောင်စီစစ်သားတွေသွားပြီးအဲအဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုဗောနော်စောစောစီးစီးအမြင်မှန်ရရင်တော့ပိုကောင်းတာဗောလေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအယောက်90ထွက်ပြေးတိုင်ရယ်ဆိုတဲ့ဟာကလည်းတကယ်အားရစရာကောင်းတယ် ပြန်ပြီးတော့မိဖို့မပြီးဖို့ဆိုတာတွေကတိုက်တိတ်ပြီးတော့မသေးကြသေးဘူးပေါ့နော်စစ်ကောင်စီဘက်က ိုက်ဘက်အခြေအနေတွေမှာတော်တော်လေးဒါတို့အတွက်စီအေးလှုပ်ရှားမှုပြင်းထန်နေတာရှိတယ်။ရောက်ရခက်နေအောင်တို့အလုပ်တွေများနေတာရှိတယ်။အဲဒါကြောင့်ဒီတပ်ဖွဲ့တွေကခုနလိုမျိုးလက်နက်တွေပါပါသွားပြီဆိုတဲ့အခါကျတော့တော်လိုင်းတပ်ဖွဲ့တွေစီကိုသွားပြီးတော့ပူးပေါင်းတဲ့ဟာမျိုးတွေပို့ပြီးတော့ဖြစ်စေချင်တယ်ဗောနော်။အဲ့လိုမျိုးဖြစ်လာပြီဟေးဆိုတဲ့ခါကျရင်တေးကြရတယ်တပ်ဖွဲ့တွေအတွက်လည်းတကယ်ကိုအထောက်ပံ့ဖြစ်စေလိမ့်မယ်ပြင်ဒီပါစာတွေလည်းအသက်ရှင်တဲ့ခွင့်ရမယ်မိသားစုနဲ့ပြန်ဆောင်ရမယ်စစ်ကောင်စီအတွက်လည်းအရန်ကိုအထိနာတယ်ဗောနော်အင်အားတွေအများကြီးလျော့သွားမယ်အထက်ကနေပြီးရေးယူလာတွေခံရမယ် အဲ့အထက်ကကောင်ကတန်ရင်မှုကိုရေးယူပြီဆိုတာ ਨੇ အဲ့တန်ရင်မှုကအောက်ကတက်ခွဲမှုလို့စစ်ကြောင်းမှုလို့အကုန်ကုန်ပြီအမှအကုန်ရေးယူမှာတက်စုမှုလို့တက်စုတက်ချက်ကြီးတော့အကုန်ပါမှာအဲ့ကြတာတွေကအားရစရာကောင်းတယ်ဟုတ်လား နောက်တစ်ခုကတော့ဒါစစ်ကောင်စီဒါမင်းအောင်လှိုင်ပေါ့နော်မင်းအောင်လှိုင်ကလေချောင်းနဲ့ပတ်သက်လို့ဒီပြည်တွင်းစစ်မှာအရန်အားကိုးတယ်ပေါ့နော်ဒါလေချောင်းကသူ့အတွက်မရှိမဖြစ်လိုအပ်တယ်ရဲရင်နေဒါလေရင်နေသူဆုံးရှုံးရတာတွေရှိတယ်ဒါပေမဲ့လည်းသူပြန်ပြီးတော့ဖြစ်တင်းတယ်ပြည်တွင်းစစ်မှာလေရင်မတုံးအောင်ဘာဘူးညာဘူးဆိုတဲ့ဟာတွေသူဂယုမဆိုင်ဘူးတောက်လျှောက်ပြည်သူကိုဒီလေချောင်းကနေပဲဘုံကျဲတက်ဖြတ်တိုက်ခိုက်တာတွေလုပ်တယ်ဒါအပြင်ဒါလေရင်နေရဲရင်နေအပြင်ကောင်ကဒါဂျိုင်ယုကော်ပရာလိုဟာမျိုးတွေဒါပြီးရင်ပါရာမွန်တာလိုဟာမျိုးတွေဒါတွေနဲ့ကအစား ဘုံကျဲတိုက်ခိုက်တယ် drone တွေသုံးပြီးတော့ဘုံကျဲတိုက်ခိုက်တယ်အဲ့တော့လေကြောင်းကိုပဲအဓိကအားပြုပြီးတော့ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ဒါဒီတိုက်ပွဲတွေမှာစစ်ကောင်စီကအဲအရန်ဓာတ်တွေကိုအသုံးပြုတယ်ပေါ့နော်အဲ့ကြတော့အခုလဲလေကြောင်းနဲ့ပတ်သက်လို့အင်အားထပ်ပြီးတော့ဖြည့်တယ် Y8 နစီပြီးရင်ဒါ MI38 သုံးစီးပေါ့နော်ထပ်မံဖြစ်တင်းတယ်တက်တော်ဝင်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ MI38 ကတော့ဒါရုရှားကနေထုတ်တာပေါ့နော် ပြီးရင်ဒါ why ကတရုတ်ကနေထုတ်တာဆိုရသိရတယ်အဲ့တော့ပြီးပါအာကိုတကယ်မင်းအောင်လိုင်းပေါ့နော်ပြီးပါအာကိုပြောလိုက်သူပဲပြောတာပြီးပါအာကိုစိန်ယူဘာဖြစ်တယ်ညာဖြစ်တယ်ပြီးရင်သူပဲအဲ့လိုအာကိုတာသူကတော့ဟုတ်တာပေါ့ဒါအာနာရှင်နိုင်ငံနေနဲ့ကတော့သူကတေချာပေါ့ဒါဆက်ဆက်ပြီးတော့ဒါထိတွေ့ဆက်ဆံပြီးတော့သူ့အတွက်အထောက်အကူရမယ့်ဟာမျိုးတွေတောက်လျှောက်လုပ်နေတာဒီလေရင်တွေမှမဟုတ်ဘူးပေါ့နော်ရှေ့က drone နည်းပညာအကုန်အကုန်စစ်လက်နက်ပစ္စည်းအကုန်လုံးပဲဒါတွေအကုန်လုံးကိုဒါတရုတ်တို့ရုရှားတို့ဘယ်လာရုတို့အဲပြီးရင်တခြား ူနဲ့ဆက်ဆက်တဲ့နိုင်ငံတွေပေါ့နော်အဲသူနဲ့ကြည်ပြူတဲ့နိုင်ငံတွေစီကနေပြီးတော့တောက်လျှောက်တီးအကူအညီတွေရယူနေတာဖြစ်တယ်အခုဆိုလည်းသူဆုံးရှုံးရတဲ့လေရင်တွေရှိတယ်ပေါ့နော်အများကြီးရှိတယ်တပ်ဖွဲ့တွေပစ်ချလာရောသူ့ဘက်သူကိုချိုးနေတာရောဒါမျိုးပုံစံမျိုးနဲ့ပြက်ကြတဲ့ဟာတွေရောပစ်ချခံရတဲ့ဟာတွေရောအများကြီးရှိတယ်အဲ့တော့လေချောင်းအင်အားအားနှဲမှာကိုသူမလိုလားဘူး လက်ရှိအခြေအနေအထိသူရှင်းတန်ရက်ဒီနေနိုင်နေတာဟာဒီလေချောင်းကလည်းအဓိကကဏ္ဍတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုသူတေချာပေါက်နားလေတယ်ဗောနော်။ဒါကြောင့်မလို့ဒီဒီလေချောင်းကိုပဲထပ်ပြီးတော့အားဖြည့်မှုတွေလုပ်တယ်။အဲ့တော့အခုဝယ်ယူလိုက်တဲ့ဒါလေရင်တွေကိုကြည့်မယ်ဟဲ့ဆိုရင်တေယူပို့ဆောင်ရေးအတွက်အဓိကထားပြီးအသုံးပြုတဲ့လေရင်တွေဖြစ်တယ်။ဒါ YA ဆိုရင်လည်းဒါတေယူပို့ဆောင်ရေးအတွက်သုံးတာပဲ။ဒီ MI38 ဆိုရင်လည်းအဲ့လိုမျိုးပဲသူကဒီရှားဖွေကယ်ဆယ်ရေးတွေတေယူပို့ဆောင်ရေးတွေဒါရွှေပြောင်းရေးတွေအဲပြီးတော့ကြာဒီယာတီဦးလို့ဆိုးွားတဲ့ဒဏ်ကိုခံနိုင်ဖို့အတွက်ဗောနော်။ အဲလုံးဝဒါအကျန်းခံတဲ့ပုံစံမျိုးနဲ့တိဆောက်ထားတဲ့ဟာမျိုးအဲအဲ့ဟာမျိုးနဲ့သူကဒီချာဖွေကဲစဲရေးတို့ဘာလို့ညာလို့တွတ်မှာသူကရွှေပြောင်းရေးတို့တွတ်မှာသူကသုံးမှာပေါ့နော်ဒါပေမဲ့မင်းအောင်လိုင်းကတော့တည့်ရတဲ့အတိုင်းပဲသူ့ရဲ့တက်တွေအရွှေပြောင်းကိစ္စတွေအတွက်သုံးမယ်သူ့တက်တွေကိုဒါရိတ်ခါပို့တာတွေခရမ်းပို့တာတွေလူဝင်ရဖြစ်တင်တာတွေဒါတွေတွတ်ပို့သုံးမယ်ဝိုင်းအိတ်ဆိုရင်လည်းအဲ့လိုပဲပေါ့နော် တက်အရွှေပြောင်းနေဒါ အင်အားအများကြီးဒါဝင်ဆက်တာဖြစ်တဲ့အတွက်ပေါ့နော်တခြားနေရာတွေမှာအသုံးမလိုတော့တဲ့အင်အားတွေအဲဥမာဒါရှမ်းမြောက်လိုနေရာမျိုးပေါ့နော်ရှမ်းမြောက်လိုနေရာမျိုးဆိုရင်ဒါအခု TNL နဲ့ MNDA နဲ့တို့အပြစ်ရက်ထားတယ်အဲ့တော့အဲ့ဘက်ချမ်းကတချို့အင်အားတွေကိုသူထုံထုံလို့ရတာတွေရှိလိမ့်မယ်အဲ့လိုထုံထုံပြီးပြီဆိုရင်တော့သူကလိုအပ်တဲ့နေရာအစားထားလိုက်တော့ရှမ်းမြောက်ကနေရခိုင်ကိုပို့မယ်အဲ့တော့ဒီလိုလေရင်နေနဲ့ဒါဒေဘူပို့ဆောင်တဲ့ပုံစံမျိုးတွေသူတောက်လျှောက်လှုပ်လို့ရသွားမယ်အဲပမာဏများများအခောက်ရည်နေနေနေပေါ့နော်ဒါထိထိရောက်သူတေယူပို့ဆောင်လို့ရလာတယ်ရှိလာလိမ့်မယ်အဲနောက်တစ်ခုက ဒီအခုဝယ်လိုက်တပါတယ်ဆိုတဲ့ဟာတွေကဒါတေယူပို့ဆောင်ရေးအတွက်ဆိုပြီးမဲ့စစ်ကောင်စီမင်းအောင်လိုင်ကဒီပို့ဆောင်ရေးလေရင်တွေနဲ့ပဲဘုံကျဲနေတာရှိတယ်အခု Y12 တို့ Y8 တို့ဒါတွေတက်ဘုံကျဲနေတယ်အဲဒါကြတော့ဘုံကျဲတဲ့ဟာတွေအတွက်လည်းသူ့အတွက်အဆင်ပြေမယ်တေယူပို့ဆောင်ရေးအတွက်လည်းအဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါတွေကိုဝယ်ယူဖြစ်တင်းနေတယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒါရှမ်းမြောက်လိုနေရာမျိုးမှာအပြစ်ရက်သွားပြီဆိုတဲ့အချိန်ပေါ့နော်ဒီလိုလေရင်တွေကိုဖြစ်တင်လိုက်တဲ့ဟာကအခြားနေရာတွေသူ့အတွက်အရေးကြီးပါတယ်ဆိုတဲ့နေရာတွေကိုထပ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေပိုတိုးပြီးတော့လှုပ်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့လည်းဒါရည်ရွယ်တယ်လို့ဒါယူဆလို့ရတယ်အဲ့တော့ဘယ်နေရာတွေမှာလှုပ်မလဲဒါရခိုင်ရခိုင်မှာဆိုရင်အခုဒီရက်ထဲမှာဘုံကျဲတာဇက်တိုက်ကိုကျဲတာဇက်တိုက်ကျဲတဲ့ရက်ထဲနဲ့နှစ်နေရာကျဲတဲ့နေရာတွေရှိတယ်ထိခိုက်တဲ့ဒါဒေသခံပြည်သူတွေအများကြီးရှိတယ်အပြစ်မဲ့ရက်သားတွေအများကြီးရှိတယ်တိုက်ဆုံတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုဒါသူတို့ပို့ပြီးတော့တိုးပြီးတော့လှုပ်လာလိမ့်မယ်ပြီးရင်ညာဒေသဘက်တွေပို့ပြီးတိုးပြီးလှုပ်လာလိမ့်မယ်အဲပြီးတော့ဒီသူတို့အတွက်အကျိုးမြတ်ရှိပါတယ်ဆိုတဲ့နေရာတွေအကျိုးစီးပွား ဒါ PDF တွေတင်ထားလို့အကျိုးစီးပွားထိခိုက်ပါတယ်ဆိုတော့ဒီမိုးကုတ်မိုးမိတ်လိုနေရာမျိုးတွေအဲ့လိုနေရာမျိုးတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒါအင်အားတွေရွှေ့ပြောင်းတဲ့ဘိုင်းတွေမှာလည်းသူပို့ပြီးတော့တုံးချလာလိမ့်မယ်လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့လည်းပို့ပြီးတော့အသုံးပြုလာလိမ့်မယ်အဲဆိုတော့ဒီလိုမျိုးကာလမှာဒီလိုလေရင်တွေဖြစ်တင်းတယ်ဆိုတဲ့ဟာကတော့ပြည်သူကိုထက်ပြီးတော့ဘုံကြီးတိုက်ခိုက်ဖို့အတွက်ပဲလို့ပဲဒါပြောရမယ်ပေါ့နော်ဒါတော်လိုင်းတပ်ဖွဲ့တွေကတော့လေကြောင်းနဲ့ပတ်သက်လို့ကြောက်ကိုမကြောက်တော့ဒါပေမဲ့လည်းသူ့အနေနဲ့ကကြတော့ဒီလေချောင်းကသူ့အတွက်အသက်ရှူပေါက်တစ်ခုဖြစ်နေတာ အဲ့တော့အဲ့ဟန်နဲ့ပတ်သက်လို့တော့ဒါကျွန်တော်တို့တာဝန်ရှိတဲ့ဒါအကြီးအကဲတွေလည်းစဉ်းစားကြဖို့လိုပြီးပေါ့နော်စစ်ကောင်စီကသူ့ရဲ့အဓိကအရင်းမြစ်ဖြစ်တဲ့လေချောင်းကိုသူလုံးဝတောက်လျှောက်ကိုသူဖြစ်တင်တာတွေအသုံးပြုတာတွေစက်တိုက်လုပ်နေတယ်အဲ့ဥစ္စာကိုကျွန်တော်တို့အားနည်းအောင်ဘယ်လိုလုပ်ကြမလဲဒါကိုလည်းဒါကျွန်တော်တို့ပြောပေါင်းတော့များပြီပေါ့နော်ပြည်သူကလည်းတောင်းဆိုတာလည်းတောက်လျှောက်ပဲပေါ့နော်အဲ့တော့ဒါအကန့်သက်ရှိတယ်ဆိုတာလည်းနားလည်တယ်ဆိုပေမဲ့ဒီဥစ္စာကြီးကိုတိနေရက်နဲ့ကျွန်တော်တို့ကောင်းထင်မဖော်နိုင်ဘူးဆိုရင်တော့လည်း ဒါပို့ပြီးတော့ဆိုးရတဲ့အခြေအနေတွေကြုံတွေ့ရနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအခုဆိုရင်ဗားစကားတွေပြန်ပြောလာပြီလဲဆိုတော့သူကဒီပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့နဲ့ရွေးကောက်ပွဲမှာဖြစ်မြောက်စေရန်ဒါလုပ်နေတာတွေရှိတယ်ပေါ့နော်အဲပြီးတော့ဒါပြက်ပြားစေရန်နီလန်းပေါင်းစုံနဲ့ဒါဆွတ်ဖက်လှုပ်ဆောင်နေတာတွေရှိတယ်တစ်ဖက်မှာလည်းတော်လိုင်းတက်တွေတဖြည်းဖြည်းနဲ့အားနည်းလာပြီတဲ့စစ်တပ်အနေနဲ့လည်းဆက်လက်တိုးပြီးတော့လှုပ်ဆောင်သွားမယ်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုမင်းအောင်လှိုင်ကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒါတက်တော်ဝင်ခန်းထားမှာပြောသွားတဲ့ဟာကလည်း သူတို့ဘလောက်ထိလေချောင်းကိုအားပြုနေသလဲအားထားနေသလဲပြီးတော့ကျတော့စိတ်ဓာတ်မြင့်တင်ရေးအတွက်သူတို့ဘာတွေပြောနေရသလဲဒါတွေကလည်းရေးကြည့်တယ်ဗောနော်အခုသူကဒွလိုင်းတပ်ဖွဲ့တွေအားနေနေပြီဆိုတဲ့အကြောင်းသူထည့်ပြီးတော့ပြောသွားတယ်ဒါကသူ့တပ်ဖွဲ့တွေကိုစိတ်ဓာတ်မြင့်တက်စေဖို့အတွက်ပြောတာလည်းဖြစ်နိုင်သလိုဒါဒွလိုင်းတပ်ဖွဲ့တွေပြည်ပြည်မှာကြုံတွေ့နေရတဲ့ချုပ်ခတ်ခဲတွေရတယ်ဒါတကယ်အမှန်ပဲဗောနော်အဲဒီလောက်တိုက်ပွဲကာလအရှိကြီးကိုဒါတပ်ဖွဲ့တွေကမပြည့်မစုံနဲ့ဇက်တိုက်ကြီးတိုက်ခိုင်းနေဖို့အတွက်ဆိုတော့မလွယ်ဘူးအဲဒါကြောင့်စစ်ကောင်စီကတောက်လျှောက်အင်အားတွေဖြည့်တင်းနေချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေကိုလည်း ဆက်လက်နဲ့အကူအညီတွေပို့ပြီးတော့ဒါတောင်ရှိတဲ့လူကြီးမင်းတွေအနေနဲ့ပို့ပြီးတော့ကူညီပေးကြဖို့လိုတယ်။မိဘပြည်သူတွေအနေနဲ့ပို့ပြီးတော့ကူညီပေးကြဖို့လိုတယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတပ်ဖွဲ့တွေကတော့အဆုံးထိချမှာပဲ။အဆုံးထိဆုံးမှာပဲပေါ့နော်။အဲ့တော့စစ်ကောင်စီဘက်ကအခုလိုအထင်သေးပြီးတော့ပြောဆိုလာတဲ့ဟာတွေကိုဘလိုတုံ့ပြန်မလဲဆိုတဲ့ဟာကလည်းရန်ကြီးကြည့်တယ်။နောက်တစ်ခုကစစ်ကောင်စီဘက်ကသူ့ဘက်သူဘလိုပဲပြောပြောပေါ့နော်။မင်းအွန်လိုင်းကဒီအခုတက်တော်ဝင်အခမ်းအနားကိုသူကလုံးဝချိုတင်ပြီးတော့ကြောင်းကြားတာမျိုးမရှိဘဲနဲ့လျှို့ဝှက်ပြီးတော့အနီးကပ်ကြမှာကျင်ညာပြီးလှုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့သိရတယ်။ ဒါဟာလဲသူတို့ဘလောက်ထိဒါကြောက်လန့်နေသလဲပြီးတော့ကျတော့ဒီဥစ္စာနဲ့ပတ်သက်လို့လျှို့ဝှက်ပြီးတော့ဘလိုမျိုးသတင်းတွေဒါဖုံးကွယ်ပြီးတော့လှုပ်ဆောင်နေသလဲဆိုတဲ့ဟာတွေလဲကျွန်တော်တို့မျက်ရှိမပြတ်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကသူ့ကိုဘလိုပဲပြောပြောဘာပဲပြောပြောသူလောက်အောင်လှုပ်တယ်သူစတိုက်လှုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကအဖွဲ့အစည်းအနေနဲ့လဲဒါမျိုးပုံစံမျိုးတွေစတိုက်လှုပ်ဆောင်ကြဖို့လဲလှုပ်တယ်လှုပ်နေတာတော့တခြားလှုပ်နေတာပဲအချို့ဘက်တွေကလှုပ်ခွင့်မရဘူးဖြစ် လက်နက်ခဲယမ်းမရှိဘူးဗျတိုက်ပွဲတွေစီစဉ်နေတယ်လက်နက်ခဲယမ်းဒါအားနေတာတွေရှိတယ်အဲ့လိုဟာမျိုးတွေမှာမပြည့်စုံတော့လုံးလို့ရတဲ့အပိုင်းတွေကတဖြည်းဖြည်းယော့လာတယ်ပေါ့နော်အမှန်ဆိုရင်တော့ဒီအခြေအနေကဒါစစ်ကောင်စီကိုပြန်ပြီးတော့တွန်းလှန်တိုက်ခိုက်နိုင်ဖို့အတွက်အကောင်းဆုံးအခြေအနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီဒီချိန်မှာသူရှေ့မြဟာအကုန်သုံးနေရတချို့ဟာလေဆိုကျွန်တော်စဉ်းစားမိရှေ့တန်းစစ်မြေမြေတိုင်းမှာကြည်ပဲတက်တွေလွှတ်ထားတာပေါ့နော်ကျွန်တော်သတင်းတွေလည်းရနောက်တန်းတိုင်ရင်ဌာနချုပ်တွေမှာဘာမှကိုမကြံတာတဲ့အင်းကဒီပါစာအချို့နဲ့ ဘာသာဘာသာအချို့ဆိုတာလေဘာသာကတော့မှအင်အားများနေသေးတယ်နောက်တန်းမှကျန်တဲ့အင်အားဘာသာကအင်အားများပြီးတော့ဒီသူတို့ရဲ့တန်သေးစစ်သားဆိုတဲ့လူတွေကဦးနာကျိုးကန်းနဲ့တချို့ကောင်းတဲ့လူအချို့လောက်ပဲကျန်တယ်အဲလိုမျိုးတက်တယ်အများကြီးရှိတယ်နော်အဲလိုတက်တယ်အများကြီးရှိဒါတက်ဖွဲ့တွေလည်းတီကောင်းတိမယ်ပေါ့နော်ဒါပေမဲ့တက်ဖွဲ့တွေလှုပ်ဆောင်နိုင်စွမ်းရှိလားဆိုရှိတယ်ဗျ ဒါပေမဲ့အဲ့လိုမျိုးလုံဖို့အတွက်လိုအပ်တဲ့ခရမ်းပမာဏကကျတော့ပို့ပြီးတော့လိုအပ်တယ်ပို့ပြီးတော့များတယ်ပေါ့နော်အခုလိုမျိုးစစ်ကြောင်းလာတဲ့ချိန်မှာတိုက်တဲ့ဟာလောက်ကတော့တပ်ဖွဲ့တွေကလုံနိုင်တယ်ဒါပေမဲ့တရင်တပ်ဖွဲ့တွေကိုတိမ့်ပိုက်ဖို့အတွက်ကြတော့အဲ့တပ်ပမာဏများတဲ့ခရမ်းတွေကိုလိုအပ်တယ်အဲ့ဟာတွေကိုကျွန်တော်တို့ကစီမံချက်တေချာဆွဲပြီးတော့လုံဆောင်ကြဖို့လိုတယ်စစ်ကောင်စီကတကယ်ကြောက်နေတာနော်တကယ်ကြောက်နေတာနောက်တန်းတရင်ဌာနချုပ်တွေမှာအဲ့လိုပုံစံမျိုးတွေဖြစ်နေတာတချို့ဆိုရင်ရဲမေတွေပါကင်းဆောင်ရတဲ့အနေအထားတွေဖြစ်နေပြီရဲမေတွေပါနောက်တန်းတရင်ဌာနချုပ်ကကင်းဆောင်ရတယ်နှစ်ယောက်တကင်းတွေပါတွေစောင့်ခိုင်းနေတာတွေရှိတယ်ဘိုးကင်းမှလူမကြံတော့ဘူး ဘိုးကင်းဘိုးကင်းဆိုတာအမြဲတမ်းကင်းတွဲနဲ့တွဲအပြစ်ထားရမယ့်နေရာမျိုးတွေတောင်မှပဲလူမကြံတော့ဘူးပြီးရင်တချို့နေရာတွေမှာဆိုရင်တထောက်ပူကြီးတဲရေးပူကြီးအစားညဘက်ကင်းလိုက်စေရတဲ့ပုံစံမျိုးတွေဒါကတော့သူတို့လှုပ်ထုပ်လှုပ်နှီးဆိုပေမဲ့အခုနောက်ပိုင်းမှာပူပူပြီးတော့ဆိုးလာတဲ့အခြေအနေတွေသူတို့ကြုံတွေ့နေရတယ်ဗောနော်အဲ့တော့ဒီဥစ္စာတွေမှာလည်းဒါကျွန်တော်တို့တေချာစုံစမ်းထောက်လန်းပြီးတော့ဗောနော်လှုပ်လို့ရတဲ့ဟာတွေလှုပ်ဆောင်ကြမယ်ဆိုရင်တော့အောင်မြင်မှုရမှာပဲဗောနော် ဒါအတိအတိုင်းပဲမြောက်လိုင်းကတော့တော်လိုင်းကိုနောက်ထပ်ဖိနှိပ်ဖို့အတွက်နီလန်းမျိုးမျိုးသူရှာဖွေပြီးတော့လှုပ်ဆောင်နေတယ်။ကျောင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီကြာရှုံးစေဖို့အတွက်အမြင့်ပြတ်စေဖို့အတွက်နီလန်းမျိုးစုံရှာဖွေပြီးတော့လှုပ်ဆောင်ကြဖို့လိုတယ်ဆိုတာလေဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။